ရအောက်မှာအတူတူကလေးတွေကထိုင်လို့ရှိရင်ဘာပြောရလဲဆင်းရဲသားလေးဆင်းရဲသားမရှိဆင်းရဲသားလေးပို့လို့နေနေတာဘာလဲဒီပေါ်မှာတက်ပြီးတော့ထိုင်လို့မရဘူးလားအဲ့လိုပြောတာတချို့ကလေဟာအလုရှင်နေအလုသမားပေါ့အရန်နှိမ့်ဆက်တယ်အရန်လောအားကိုအတုံးချပြီးတော့ယူတယ်ဆိုတော့ဟာမျိုးတွေပဲများတော့အဖြစ်တွေးတွေးနေကြအများတယ်အဲပြီးရင်သူတို့ကကိုရီးနဲ့ဒန်းတူထိုင်လိုက်ပြီဆိုလို့ရှိရင်ဘာပြောရလဲဆိုတော့လူကြီးကရှိနေတာအောင်မခန့်လေးစားနဲ့ဒန်းတူလိုက်ထိုင်နေတယ်လို့ပြောတာတက်ဖွဲ့အဲ့တော့နောက်ဆိုသမီးတို့ဒီလိုထိုင် အဒီလိုမျိုးအလုပ်ရှင်တဲ့လူသမားဆိုမဲ့မိသားစုလိုလေးမြင်ရတာအဲဝမ်းသာစရာကောင်းတယ်ပျော်စရာကောင်းတယ်အဲ့တော့ငါလဲကြရင်လည်းငါအဲ့လိုလေးနေမယ်ဆိုရယ်စိတ်ကလေးပဲเนาะအဲ့ဒါလေးဖြစ်တာပေါ့အဲ့ဒါရယ်မင်းတို့ကုသိုလ်ရပါတယ်ဒါပေမဲ့အဲ့ဒါဘာလာမဲဆိုတော့လူကြီးတွေရှိနေတာကိုမခံလေးစားနေဘူးလို့ပြောတာတော့ဘယ်လိုလဲလာဝေးဝေးလာမမေးတော့မမေးဘူးလူကြီးပါခင်ဗျာမမေးဘူးလေ င်ရင်လို့တာမှားတယ်ခိုင်းတဲ့ဟာကိုမှားတယ်စုခဲ့ရတာပဲဒဏ်ကြီးရိုက်ခဲ့ရတာပဲဘာလို့ဆိုစီးနဲ့ကန်းနဲ့ပေါ့နော်အုပ်ချုပ်တယ်ဆိုတဲ့နေရာမှာမျိုးဆိုတော့အဲ့လိုပေါ့စီးပေါင်လေးနဲ့ဟို personal အရာသူတို့ကိုချစ်တဲ့ခင်တဲ့စိတ်တော့ထားထားတယ်ဒါပေမဲ့ကျန်တဲ့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်စီးကန်းထားတယ်မင်းနဲ့ကိတ်ခွဲတာလေးတော့ဖြစ်စေချင်တယ် အဲကြောင့်မလို့30ရက်နေရပြီးသွားတာဆိုပေမဲ့မတော်ကတည်တာနဲ့စီစဉ်ပြီးတော့သမီးတို့ကိုလှုပ်ပေးတာသူတို့စီကလည်းသူတို့လှုပ်အောင်အလကအသုံးမချအောင်တန်ရတန်ချေးပေးတာထက်ကိုပိုလွန်ပြီးတော့လည်းသူလှုပ်ပေးအင်းကြီးရဲ့ तू ကသူ့မွေးနေ့က30ရက်နေရဒါမဲ့ဒီမှာဒီလိုမျိုးတွေဖြစ်နေခါကျ तू ကမပြောဘူးလေမပြောဘဲနဲ့ဆိုတော့ကိုကမိဘဆိုတော့ဟုတ်တယ်မလားဘာပြောပြောကိုသားသမီးမွေးနေ့ကိတ်တော့ရအောင်ခွဲပေးမှာပေါ့နော် ော့လေမြို့တို့ MRD4 မှာစပြီးတော့ forever မှာဝင်နေတာဒါဆုံးခဲ့တဲ့အကိုတွေပေါ့နော်အဲဒါဆုံးမတုံတင်ပေးခဲ့ရလည်းရှိတယ်အကိုလိုမျိုးဒါလက်တွဲပြီးခေါ်ပေးခဲ့ရလည်းရှိတယ်ဘာလို့လဲဆိုတော့မြို့တို့ဒီ forever ရောက်ရောက်ချင်းမှာ agora senior တွေဖြစ်နေရပါတော့နော် senior ဆိုတာ forever မှာမဟုတ်ဘူးအပြင်လောကမှာ agora senior ဆိုတဲ့ခါကြပါလေဟိုဒါမမေ့ရဆိုလို့ရှိရင်လွန်လွန်ကဲကဲဆိုတဲ့ ဒါအပိုင်းတွဲလေးပေါ့ကငယ်အချိုးကြီးစားရသေးရအခုနေ့ကတိခဲ့တာနောက်လျှောက်မှလည်းရိုက်ခဲ့တဲ့အားကြီးလည်းအများကြီးပေါ့နော်အခုဒီနောက်ဆုံးမြို့သူပြန်ရိုက်တဲ့အဲလိုက်လီချာဘက်ရှူမှာကြာမှာဆိုရင်ဒါအခုနေ့စုံတယ်ပေါ့နော်အဲ့တော့ကိုယ့်ကိုယ်တရားလောက်တဲ့အလုပ်ဆိုတာလေကိုကိုအလုပ်ဟိုတခုထပ်ပြီးတိုးပြီးလှုပ်ရတယ်လို့မျိုးပဲတကယ်ရန်ဝမ်းတာပါရဲ့အဲ့တော့ဒီနေ့ဆိုရင်မြို့သူသွားဖို့က၃ခုလောက်ရှိရဲ့ဒါပေမဲ့မဖြစ်မနေရအောင်လာမယ်လို့ဆိုပြီးတော့ဒါလာဖြစ်တာပေါ့မြို့သားတော့ခေါ်လာခဲ့တာပေါ့ဟုတ်ခုလိုမျိုးပေါ့နော်စီဝါရေးတွေလောက်တယ်ပြီးတော့ကုတအူးမှကုတအူးနဲ့လည်းရှူတန်နေမှာညီမလေးနဲ့လိုက်တော့လိုက် ြစ်တော့သုံးပြတဲ့အခါကျတော့ကုသဝူကလည်းဖိတ်တဲ့အခါကျတော့အိုက်ဇာနဲ့လိုက်ခဲ့ပြတာပေါ့နော်ဟိုဘယ်လိုပြောမလဲဆိုတော့ဒီလိုမျိုးစီးပွားရေးလေးကိုလှုပ်ဆောင်တဲ့အခါကျတော့အရန်သဘောကျတယ်ဂုံယူတယ်ပေါ့နော်ဒီလိုအကောအမဟောကမြို့တော်ကတောက်လျှောက်ကိုခင်လာတွေ့လာကြဆိုတော့လေနှစ်ကို ဟိုဆယ်ချီပြီးတော့မှအတူတူရှိလာရဲဆိုတာလည်းဒါတုံတန်းတန်ရုံးစင်ရေဆက်လည်းမဟုတ်ဘူးပြီးနားလည်မှုတွေပေါ့နော်အဲ့လိုဆိုတော့အမြန်ဆုံးမြန်လင်းနေပါတယ်တစ်ဖက်ကကြည့်ရင်လည်းဒါအကိုအကိုလိုမျိုးပဲတစ်ဖက်ကကြည့်တော့လည်းကိုအမလိုမျိုးပဲဆိုတော့လေကိုကနှစ်ယောက်စလုံးကြားထဲမှာအရန်ကြီးတော့ဝင်ရောက်ဆွတ်ဖက်ပြီးတော့တော့မြို့တော့အဲ့လိုမျိုးဒီပြောခဲ့တာမျိုးတော့မရှိဘူးပေါ့ဒါပေမဲ့ဩတလောက်နှစ်ကြာကြီးတွေ့အတွေ့လေးဆိုပြီးတော့ပေါ့နော်အဲ့လိုသဘောကျတာပေါ့နော်အဲ့လို interview တစ်ခေါက်မှတက်လာတဲ့အချိန်မှာအနှစ်တွေအဲ့လောက်ကြာကြီးဆိုအဲအမတော်တော်ပေါ့နော်နှစ်ယောက်စလုံး လုံးကြတော့မြဲကြရပါတော့ဟုတ်ကြအဲအဲ့အဲ့ဒါလေးကိုဘယ်လိုပြောမလဲစိတ်ထဲမှာကြည်နူးရအောင်ပေါ့နော်နှစ်အကြိုက်တွဲတာမျိုးကိုကြာတဘောကြာလေချစ်တဲ့လူတိုင်းကိုတဘောကြာပါတယ်ဘယ်လိုပုံလဲဆိုတော့ဟိုချစ်တယ်ဆိုတဲ့ချစ်ရှင်းမေတ္တာတွေဆိုတာနဲ့ရှိုင်းတယ်လေနော်အဲ့ဒီတွေအကြောင်းမလို့တော့ချစ်နေတဲ့လူတွေဆိုရင်ဘာပဲပြောပြောအကြာသူတို့လေးလေပျော်ရွှင်စေချင်တာရယ်ပြီးတော့ကလေးတွေအားလုံးကိုလည်းကိုယ့်ရဲ့ ဟိုတာသမီလေးလိုမျိုးပေါ့နော်သဘောထားပြီးတော့မှဒါဟိုတို့ရဲ့အမတ်တရားလေးတွေလည်းဖြစ်အောင်ဆိုတဲ့သဘောလေးနဲ့အဲ့လိုမျိုးလေးလုပ်ချက်တာပေါ့နော်မြစ်တော်ကတော့လေအဲဘသူ့ကိုမှပို့ပြီးတော့မှဟိုဦးစားပေးတယ်လိုက်ရောဆိုတာမျိုးရှိဘူးမြစ်တော်နဲ့ဆက်ဆက်ပြီးတော့မှအဲရောက်လာတဲ့လူတိုင်းကမြို့တော်မိသားစုလိုပဲသဘောထားလိုက်တယ်ပေါ့နော်လုပ်ငန်းတစ်ခုမှမြို့တော်လည်းအရင်တော့ဆိုဝန်ထမ်းလုပ်ခဲ့ပြီးတာပဲ။နိုင်ဆိုင်မှာဝန်ထမ်းလုပ်ခဲ့ပြီးတာရှိတယ်။အနေဆိုင်မှာဝန်ထမ်းလုပ်ခဲ့ပြီးတာရှိတယ်။ကိုအနုပညာမရောက်ခင်မှာအဲ ပြီးတော့နောက်တစ်ခုကိုစာတင်ခဲ့တယ်ဆိုလို့ရှိရင်လည်းဒါကျူရှင်အပိုင်မဟုတ်ဘူးပေါ့ကိုကတရားကျူရှင်မှာတွားပြီးတော့ guide အနေနဲ့လောက်ရတယ်ဆိုလို့ရှိရင်ဘလို့ပဲကိုကို guide ဆရာမတယောက်အနေနဲ့ပြောပြောဒါကျူရှင်အပိုင်ဆရာမရှိရဲ့အဲ့လိုမျိုးမှာလုပ်ငန်းတစ်ခုလုပ်တယ်ဆိုရင်ကိုနဲ့ပဲဘယ်အရာမဆိုအမြင်ကလေးတွေကအစအမြင်ပြောကိုနဲ့ပဲကိုချင်းစာကိုနဲ့ပဲကိုချင်းစာပြီးတော့သူတို့လည်းနေခိုင်းတယ်ဒီအလုပ်တစ်ခုမှာကိုစိတ်မပျော်တော့ဘူးဆိုရင်ပတ်စံဘလောက်ပေးပေး ဘယ်လောက်အခွင့်အရေးတွေပေးပေးမပြောဘူးဆိုတဲ့အရက်မှာဘယ်သူမှမနေချင်ရအောင်ပေါ့နော်အဲ့လိုဆိုတော့ကိုကကိုလည်းအတိုင်းပဲကိုစူးစမ်းနေပါရက်နဲ့အဲကိုလိုက်ပြီးတော့မှလေ့လာနေပါရက်နဲ့တခါတလေကြားလို့ရှိရင်အခွင့်အရေးမပေးတာမျိုးပြီးနောက်တစ်ခုကဘာလဲဆိုတော့ကိုတက်အရင်ရောက်နေသူမျိုးဦးစားပေးပြီးတော့ခွဲခြားဆက်ဆံတာမျိုးတွေက ကိုကကြုံခဲ့ဘူးတဲ့အဲ့တော့အများနဲ့ကိုချင်းစာလိုက်တယ်ကိုလုပ်ငန်းရှင်ဖြစ်လာရင်ဒီလိုစိတ်မျိုးမထားဘူးနောက်ဆုံးလုပ်ငန်းရှင်မဖြစ်ရင်တော့လူလူချင်းပေါင်းသင်းဆက်ဆံရေးမှာအဲ့လိုစိတ်မျိုးမထားဘူးဆိုတာမျိုးမြင်သူအများနဲ့ဆုံးဖြတ်တယ်အကိုကလည်းဒါတင်ပေးတာပေါ့နော်အကိုစီကလေးချင်ကောင်းရောဒီလိုမျိုးဆုံးမမှုတွေလည်းပါအဲ့တော့နှစ်ယောက်စလုံးကကံကောင်းတာတူတယ်မြင်သူတို့နှစ်ယောက်ကစိတ်ကတူကြတယ်တူတဲ့အခါကျတော့အဲဒီလိုမျိုးအားလုံးနဲ့တသားရဲဖြစ်တယ်ဆိုတာကြတော့လေဟန်ဆောင်လို့မရအောင်ဟန်ဆောင်နေဆိုရင်ခဏပဲပေါ့နော်ပြီးတော့ကိုကဘလောက်မြတ်တာပေးပေး ကိုမြစ်တောင်မတိပဲနဲ့ကိုစီမှာမရှိတော့တဲ့သူတွေလည်းရှိတာပဲနောက်တစ်ခုကမြစ်တို့ကဒီမှာအခုအားလုံးချစ်ခင်နေကြရတယ်ပျော်ရွှင်နေကြရတယ်ဒါကိုပဲချပြနေလို့တစ်ချိန်လုံးကြီးချစ်ခင်ပျော်ရွှင်နေအောင်မဟုတ်ဘူးအခုဒီကိုမလာခင်မှာတော့မှပဲသူတို့ကိုဘယ်လိုပြောမလဲစင်ရင်လို့တာမှားတယ်ခိုင်းတဲ့ဟာကိုမှားတယ်စုခဲ့ရတာပဲဒဏ်ကြီးရိုက်ခဲ့ရတာပဲဘာလို့ဆိုစီးနဲ့ကန်းနဲ့ပေါ့နော်အုပ်ချုပ်တယ်ဆိုတဲ့နေရာမှာမြစ်တို့ကတော့အဲ့လိုပေါ့စီးပေါင်လေးနဲ့ဟို personal အရာသူတို့ကိုချစ်တဲ့ခင်နဲ့စိတ်တော်ထားထားတယ်ဒါပေမဲ့ ပြန်တဲ့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်စီကံထားတယ်အဲ့တော့စူတဲ့ချိန်လည်းရှိတာပဲစူတဲ့ချိန်လည်းရှိရပြောတဲ့ချိန်လည်းရှိရဖိုင်တွေဖြတ်တဲ့ချိန်လည်းရှိရဒါပေမဲ့သူတို့စီကနေသူတို့လှုပ်အောင်အလကအသုံးမချအောင်တန်ရတန်ချေးပေးတာထက်ကိုပိုလွန်ပြီးတော့မင်းတို့လှုပ်ပေးအခုဆိုရင်အမျိုးကလေးတွေကိုကြိုးပြီးထုတ်ပေးထားတာဆိုရင်ဟိုဟာလောက်ရှိပြီ130နီးပါးလောက်ရှိပြီ ဒါဟိုလိုမျိုးပြောတာမဟုတ်ဘူးအတိုးတပြားတစ်ချက်မှမယူဘူးပြီးနောက်တလောက်ကိုဘလောက်ကိုပြန်ဆက်ကိုဆက်ရမယ်ဆိုတာမျိုးမရှိဘူးအဓိကဘာလဲဆိုတော့သူတို့ကိုစွန့်မိဆောင်မိစေချင်တယ်သူတို့ရဲ့ကိစ္စမှာလွတ်တယ်ဆိုလို့ရှိရင်မြတ်တို့ဟိုကုညီပေးချင်တယ်ပေါ့နောက်တစ်ခုသူတို့ရဲ့ကျမ်းမာရေးပေါ့ကျမ်းမာရေးဆိုလို့ရှိရင်တော့မြတ်တို့တပြားတစ်ချက်မှမယူဘူးအခုဒီသမီးအမီဆိုလို့ရှိရင်သူချက်ချင်းပေါ့နော်ဘိုင်းအောင်နဲ့ဘိုင်းအောင်နဲ့ဆိုပြီးတော့မှသူကဖြစ်တဲ့ခါကျမြတ်တို့ချက်ချင်းလင်မယားနှစ်ယောက်ဆက်လုံးညာကြီးမိုးချုံမှာအဲ့လိုဆေးရုံတေယုံမရ နောက်တည်ုံပေါ့အဲ့လိုမျိုးချက်ချင်းသွားရတာပေါ့သွားပြီးတဲ့အချိန်မှာအဲ့ဒါကိုလည်းအခုစေးယုံတက်တယ်ခွဲစိတ်တယ်ခွဲစိတ်ပြီးနောက်ပိုင်းမှာနောက်ဆက်တွဲပြရတာရှိတယ်အဲ့ဒါတွေကအဆောက်အကုန်လုံးဆိုလို့ရှိရင်အ ਨੇ စုံမရှိဘူးရင်တိမ့်စိတ်ကြော်ပြီဒါပေမဲ့တပြားတစ်ချက်မှပြန်မတောင်းဘူးဘာလို့လဲဆိုတော့ဒီဟောက်ကိုသွားတောင်းလိုက်တယ်ဆိုလို့ရှိရင်သူ့မှာအကျွေးဤတာဖြစ်သွားတာသူသုံးလိုက်ရတာမဟုတ်ဘူးသူ့အတွက်ဖတ်တင်သွားပါမရှိဘူးကျမ်းမာရေးဖြစ်တဲ့အတွက်ကြောင့်မင်းတို့ကလုံးဝဇီဝိတ္တထာနာအဲအဲ့လိုမျိုးပေါ့နော်ဘယ်လိုပြောဘယ်လိုပြောမလဲ ကိုကုသိုလ်လုပ်ခွင့်ရလိုက်တယ်လို့ပဲအဲ့လိုပဲတွေးလိုက်တာအဲ့ဒီကာလအတွင်းမှာ तू तू ရောပြီးတော့နောက်တစ်ခုကသူ့ရဲ့အမေရောပေါ့နေကနေပြောရောက်လာတဲ့အချိန်မှာမင်းတို့ချီမှာပဲနေတယ်အမေရောနှစ်ယောက်စလုံးကိုမင်းတို့ခေါ်ထားပေးတယ်စောက်ရှောက်ပေးတယ်လာစားတပြားတစ်ချက်မှမဖြစ်ဘူးဘာလို့လဲဆိုတော့အလုတ်ကိုအဲ့လိုမျိုးသူတို့ရဲ့ personal နဲ့ပြတ်တာမဟုတ်ဘူး ကျမ်းမာရေးကြောင့်ဖြစ်တဲ့အတွက်ကြောင့်အဲကျမ်းမာရေးကြောင့်ပြက်တာအောင်မှာကိုကထပ်ပြီးလစာဖြတ်မယ်ဆိုလို့ရှိရင်သူရဲ့လိုအားလေးပေါ့နော်ယော့နေသွားမှကြောက်တဲ့အတွက်ကြောင့်လို့မြို့သူအဲ့လိုလေးလုပ်ပေးတယ်ပေါ့နော်ဒါတွေကမြို့သူကဂုံဖော်ပြီးပြောချင်တာပေါ့ဒါပေမဲ့မြို့သူတို့အလုအလုအလုရှင်နဲ့အလုသမားမှာတချို့ကလေဟာအလုရှင်နဲ့အလုသမားပေါ့အရန်နှိမ့်ဆက်တယ်အရန်လိုအားကိုအတုံးချပြီးတော့ယူတယ်ဆိုတော့ဟာမျိုးတွေပဲများတော့အဖြစ်တွေးတွေးနေကြအများတယ်တကယ်ကောင်းတဲ့အလုရှင်တွေလည်းရှိတယ် အဲတချို့ကြတော့လေအလုတ်ရှင်ကောင်းပေမဲ့အလုတ်သမားမကောင်းတာရှိရဲအချို့ကြအလုတ်သမားကောင်းပေမဲ့အလုတ်ရှင်ဖိနှိပ်တာမျိုးရှိရဲအဲ့တော့ကိုကကိုရဲ့အဝင်းဝိုင်းလေးမှာကိုဘလို့တိဆောက်နေရဆိုတာလေးကိုတွေ့တဲ့ခါမှာခုမှအလုတ်စူးစမ်းချင်တဲ့သူတွေဆိုလို့ရှိရင်လေအလုတ်သမားနေရနေဆိုလို့ရှိရင်လေအော်ငါဘလို့ပဲဖြစ်ဖြစ်ငါဒီလိုမြစ်တာစိတ်လေးနဲ့နေမယ်ငါစူးစမ်းမယ်အဲအဲ့လိုမျိုးအလုတ်ရှင်ဘက်ကဆိုလို့ရှိရင်လေအော်ဒီလိုမျိုးအလုတ်ရှင်နဲ့အလုတ်သမားဆိုမဲ့မိသားစုလိုလေးမြင်ရတာ ဝမ်းသာစရာကောင်းတယ်ပျော်စရာကောင်းတယ်အဲ့တော့ငါလဲကြရင်လည်းငါအဲ့လိုလေးနေမယ်ဆိုရယ်စိတ်ကလေးပဲเนาะအဲ့ဒါလေးဖြစ်တာပေါ့အဲ့ဒါရယ်မင်းတို့ကုသိုလ်ရပါတယ်အဲ့တော့ဒီပုံစံတိုင်းမင်းတို့နေတယ်ရှေ့တင်လည်းဒီတိုင်းပဲနေတယ်နောက်ွက်မှာလည်းဒီတိုင်းပဲနေတယ်အဲ့လိုမျိုးဖြစ်ဖို့တော့ကအဓိကအရင်ခံရတော့ကိုချင်းစာစီကိုချင်းစာတရားပဲအဲဘယ်လိုပဲပြပြအလုံးလုံးတယ်ဆိုတာလုပ်ငန်းလုပ်တယ်ဆိုတာဟိုသူအကျိုးရှိကိုအကျိုးရှိပေါ့နော်ကိုစီမာလာပြီးတော့နေချာကလေးတွေသူတို့လည်းအကျိုးရှိရမယ်ပညာရရမယ်အဲအဲ့လိုမျိုးလေးနဲ့တော့ဒါထိန်သိမ်းပြောပေါ့နော်နေဖြစ်တာပေါ့အဆုံးမှဖြစ်တာပေါ့ဟုတ်အကုန်လုံးသမီးသားအတိုင်းပဲခေါ်တာပဲဟို နည်းနည်းစိတ်ဆိုးပြီဆိုလို့ရှိရင်တော့နမိန်နဲ့တက်တက်ပြီးခေါ်ရတာပေါ့နော်အဲလိုမျိုးငါ့ကိုဘလို့ဖြစ်တဲ့နင်တို့ကလည်းငါ့ကိုဆိုရင်ဘလို့အဲအဲလိုမျိုးပေါ့ဒါစိတ်ဆိုးတဲ့ချိန်ပဲကျန်တဲ့ချိန်ကတော့အကောင်လုံးတမိသားအတိုင်းပဲခေါ်တယ်ဟိုသူတို့တွေခေါ်တယ်ဆိုလို့ရှိရင်လည်းရောက်လာခါစားတော့ဆရာမမပေါ့နော်ပြီးလည်းပြောပပမမဖြစ်သွားကြတာပဲကိုကဘသူ့ကိုမှပပမမခေါ်ပါလို့မပြောဘူးပဲဒါပေမဲ့ကိုမြတ်တာသူတို့တိတဲ့ခါကျတော့မိဘလိုမျိုးပဲသူတို့ရဲ့အခေါ်ဝေါ်အဲ့လိုဖြစ်သွားတာ အဲ့တော့နောက်ဆိုရင်ဗာပြောဆိုနောက်တော့ဝန်ထမ်းတက်တယ်လားဆိုတော့တော်ပြီးပပမအခေါ်မခံတော့ဘူးခေါ်ခံပြီးတော့လို့ရှိရင်ငါအများကြီးလှုပ်ပေးရတယ်ငါပင်မန်းတယ်ငါရင်ထဲထည့်ရတာငါဥစ္စာဖြစ်တော့အဲအဲ့လိုမျိုးတွေပြောလိုက်တာပြီးရောက်လာတယ်ရောက်ရောက်ချင်းရတော့ဆရာအမပြတ်တော့ဘလို့ပြည့်ပပမမဖြစ်သွားလဲမသိပါဘူးเนาะဒါကတော့ဟိုပျော်ချလေးပေါ့ဟုတ်အိမ်မှာရှိအငယ်ဆုံးလေးအချွဲဆုံးလေးရှိရချွချူဆိုတဲ့တယောက်တော်နာမည်ကချမ်းမြစ်သူဒါပေမဲ့သူ့ကအဲ့လိုချွချူလို့ပဲ nickname ပေါ့เนาะခေါ်ကြတာအငယ်ဆုံးအသက်က22 ဟိုအသက်ဟိုအသက်ရွယ်အားဖြင့်ဆိုလို့ရှိရင်မင်းတို့ဒီကလေးတွေမှာသူကအငယ်ဆုံးဖြစ်နေအဲ့တော့အငယ်ဆုံးလေးအရက်က9ပြခွန်ရှိရဲ့အဲ့လိုလူကောင်းကြီးကလည်းထော်ထော်ရဒါပေမဲ့အရန်ချွဲတာအတူဆိုလို့ရှိရင်ပပထမင်းနေပြီးမှစားချင်တာဆိုရဲအဲ့လိုမျိုးပေါ့သူအစားလေးတောင်းကြတယ်လေအဲ့လိုမျိုးဆိုအာကိုကလေအဲ့ဒါလေးတွေကြီးကြီးပြောပဲကိုကဘယ်လိုပြောမလဲပျော်နေရပါတော့နော်ဘယ်လိုလဲဆိုတော့ဟိုကိုအဝင်းဝိုင်းမှာရှိနေတဲ့တယောက်ချင်းစီတိုင်းကိုဂယူဆိုင်လိုက်တာက လူတိုင်းကတော့အဲ့စိတ်မျိုးလေးနဲ့အတိုင်းယူဆိုင်လိုက်တယ်ဆိုလို့ရှိရင်လိုအပ်ချက်တွေတော့အများကြီးရှိနေမှာပဲကွက်လက်တွေတော့အများကြီးရှိနေမှာကိုလက်လက်မမီတာကြီးကိုကြော်ပြီးတော့လုပ်နေတာကိုနားမှာရှိနေအောင်ဖြည့်လိုက်တာပုံမကောင်းလားပေါ့မင်းတို့အစိတ်ကအဲ့လိုမျိုးအပြင်းသွားတယ်ဒုတ်ထိုးဝယ်လာတယ်မလားအမန်တို့ကိုယ်တွေစားဖို့ဆိုပြီးဝယ်လာရောက်လဲရောက်သူကျွေးကျင်နေဆိုတော့အမေတယောက်တစ်ချောင်းစီပေါ့အဲ့လိုမျိုးညီသူညီမညီသူညီမအဲ့လိုမျိုးခွဲပေးတာအဲ့ဒါကလေအိမ်မှာအကျင့်ကိုဖြစ်နေတာပြောမယ်ဆိုရင်တော့ ဟိုဒီကလေးတွေဆိုတာလည်းပေါ့နော်တနေ့တစ်ချိန်မှာမိဝေးဖာဝေးနဲ့လာပြီးသွားကြမှာကိုယ်စီမှာလာခဲ့ကြတာလေအဲကိုယ်စီမှာအတူနေအတူစားကြတယ်အဲ့စားဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်တွေလည်းပဲစားတဲ့ခါကျရင် အဲသူတို့ကိုလည်းပဲပေါ့နော်ဟိုကိုကိုတကယ်သူပေါ့နော်ကျွေးကျင်တဲ့စိတ်ကြောင့်အိုက်စာကြောင့်အားလုံးကို12ရောက်ရှင်12ရောက်လုံးတန်းတူပေါ့နော်အဲအဲ့လိုလေးလုတ်ပေးပြတာပါဗျဟုတ်အများကြီးကျေးဇူးတင်ပါတယ်တချို့ဆိုရင်လေမြတ်သူတိရုပ်ဆောင်မယ်မသိကြဘူးတကယ်တော့မြတ်သူကဒီအနုပညာအလုပ်လုပ်တာ15နှစ်လောက်ရှိသွားပြီပေါ့နော်ပြီးတော့မြတ်သူတို့အရင်ဟိုထားပါတော့မြတ်သူတို့ဇန်လန်တွဲလေးတွေတက်တဲ့အချိန်ဆိုရင်ဆိုရှယ်မီဒီယာခင်မစားတဲ့အချိန်ဆိုတော့ချိုးကြမသိကြအိမ်အောင်ပြုတ်ပြီးမှသိကြအိမ်အောင်ပြုတ်ပြီးမှသိကြအိမ်အောင်မပြုတ်ခင်ကာလဟိုအဲ့လိုမျိုးနည်းနည်းလေး လိုပြောမလဲအထင်မြင်လွဲပြီးတော့မှကြည်ရလေးထားနေတဲ့အချိန်မှာအဲ့လိုလူတွေဝိုင်းဆဲကြရင်လည်းပြီးကြပါဘောနော်အဲ့လိုမျိုးဆိုကွာအဲ့လိုမျိုးကြီးတွေလည်းမဖြစ်ချင်ဘူးလေအဲ့တော့ခုကြတော့ကိုယ့်ဘက်ကအေးအေးဆေးဆေးပဲနေလာရင်းနဲ့မှကိုကားလေးတွေကပြန်တက်တော့မှအော်သူတရုတ်ဆောင်လာဆိုပြီးအဲ့လိုပိုတိလာကြတယ်ပြီးတော့နေတာတိုင်တာလေးတွေရောမိသားစုပုံစံလေးတွေကိုမြေတို့ကတကူတကဖန်တီးနေရမရှိဘူးကိုယ့်အရှိတိုင်းလေးပဲနေတဲ့ဟာလေးတွေကိုလူတွေပုံပြီးလက်ခံလာပြီးကြအဲ့ကြတော့ပိုချစ်ကြတော့နော်ချို့ကြတော့ကိုဆိုင်ဖန်တယ်သူသူ့အတိပြီးမှသူ့မျိုးသမီးကိုတိရဆိုတာလည်းရှိသေးတယ်အဲ့လိုမျိုးလေးပေါ့နော်ဒါပေမဲ့ပြောရပါတယ်ရင်ထက်စားလို့ရှိရင်စိတ်ချမ်းသာ ာရရတယ်ပေါ့နော်အဲ့တော့ရှေ့ဆက်ပြီးတော့ကိုယ်ရည်နေထိုင်မှန်ပြီးတော့ဒီတိုင်းမဲ့ဆက်နေသွားမယ်ဆိုလို့ရှိရင်လည်းပြိတ္တအနေနဲ့လည်းချစ်ပြည့်တွေအနေနဲ့လည်းဒါလက်ခံမယ်လို့ထင်ပါတယ်အဲ့ဒါကြောင့်စူးစမ်းပြီးတော့တည်ဆောက်နေပါတယ်ဟုတ်